ရန်ကုန်မြို့နယ်ပန်းစိုးရဲနဲ့ကန်နာလန်တောင်မှာမေလ19ရက်နေ့နေ့လယ်ပိုင်းက19နှစ်အရွယ်လူငယ်အမျိုးသားတယောက်ကိုကပိုက်နိုင်တွေကအုပ်စုဖွဲ့ဝိုင်းရက်ခဲလို့သိရပါတယ်။အဆိုပါရက်ခံတဲ့အမျိုးသားဟာ WBS ကားစီလာစဉ်ကပိုက်နိုင်တွေကသူ့ရဲ့ဖုန်းကိုနှိုက်ယူတာအခြေတင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ကပိုက်နိုင်တွေကအဲ့ဒီအမျိုးသားကိုကားပေါ်ကတွန့်ချပြီးအုပ်စုဖွဲ့ဝိုင်းရက်ခဲတာဖြစ်တယ်လို့အနီးအနားကမျက်မြင်တွေ့ခဲ့တဲ့သူတွေကပြောပါတယ်။မျက်မြင်တွေ့ခဲ့တဲ့ဈေးတဲ့တယောက်က ဦးလေးမြင်လိုက်တဲ့အချိန်မှာဝိုင်ဘီရဲ့80ကားဘော်ကနေအဲ့ဒီလူငယ်လေးကိုဆွဲချပြီးဝိုင်းရဲကြတာဝင်ဆွဲမဲ့သူလည်းမရှိဘူးသူတို့က9ယောက်အဖွဲ့ကောင်းလေးကဒိုင်ယာများတယ်ကောင်းလေးကိုစိတ်ကြိုက်ရိုက်ပြီးထွက်သွားတာအဲ့ဒီတော့မှပရာဟိတအဖွဲ့ကိုဖုံးဆက်ပြီးစေယုံပို့ပေးလိုက်ရတယ်လို့ပြောလာပါတယ် YBS ကားရီပေါ်မှာအုပ်စုဖွဲ့ကပိုက်နိုင်နေတဲ့ဖြစ်စဉ်တွေဟာမကြာခဏဖြစ်ပွားနေတယ်လို့သိရပါဗျ။တာဝန်ရှိတဲ့ WRTC ကိုခီးတဲ့ရိအနေနဲ့တိုင်ကြားခဲ့ပေမယ့်တစုံတရာပြန်လည်ဖြည့်ရှင်းခြင်းမပြုလုပ်ပဲမိမိပစ္စည်းကိုတခြား queue site ဖို့သာပြန်လည်ဖြည့်ကြခဲ့တယ်လို့ကိုရိုင်းကြုံတွေ့သူတယောက်ကပြောပါဗျ။ကပိုက်နိုင်ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး WRTC ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြည့်ကြခြင်းမရှိပါဘူး။